္လာပါဆရာတော်ဗျာမင်္ဂလာပါတပည့်တော်သိချင်တာကဒီရွှေဝါရုံတန်ခါရေခင်ကဘလို့ပေါ်ပေါက်လာခဲ့လဲဘလို့ဖြစ်ခဲ့လဲဘာကြောင့်မဖြစ်လာလဲဆိုတဲ့ဥစ္စာလေးပြီးတော့သိချင်ပါတယ်ဗျာရွှေဝါရုံတန်ခါရေခင်ကတော့ဒီကတော့တိုင်းပြည်အုပ်ချုပ်တဲ့လူတွေကအကြမ်းဖက်နှင်းနှင်းဖြိုခွင်းမှုတွေရှိခဲ့တဲ့အပေါ်မှာရွှေဝါရုံတော်လိုင်းရဲ့ဖြစ်ဒီကအဲ့မှာတန်ခါလူတွေကပခုတ်ကူမြို့တွေမှာနောက်စစ်တွေမြို့တွေမှာဖမ်းထားတဲ့ဒီနိုင်ငံရေးအကျဉ်းသားအကြောင်းဆောင်တွေပြန်လွှတ်ပေးဖို့တောင်းဆိုရင်းနဲ့ မအစိုးရအနေမှာအကြမ်းဖက်နှိမ်နှင်းမှုဖြစ်ပေါ်လာတဲ့အပေါ်မှာတပြေလုံးကြီးရဲ့တန်ဃာလူကနေပြီးတော့မှဒီအကြမ်းဖက်နှိမ်နှင်းမှုကိုရပ်တန့်ပြီးဟုဒီအပေါ်မှာအစိုးရအနေနဲ့တန်ဃာလူတရလုံးဝန်ချတောင်းပန်မှုအဲ့ဒါမှမပြုလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဗမာပြည်မှာရှိတဲ့တန်ဃာလူတရလုံးကနေပတ္တနေကုန်းကကန်ဆောင်ပွဲလုပ်မယ်ဆိုပြီးတော့တပတ်အချိန်ပြီးခဲ့တဲ့အပေါ်မှာအစိုးရဘာတစ်ခုမှတုံ့ပြန်မှုဖြစ်မရှိတဲ့အပေါ်မှာရန်ကုန်မှာဆိုလို့ရှိရင်သင်္ကန်းကျုံကြောက်စာတော်ဖရားကနေစပြီးတော့ တပြေလုံးအတိုင်းတာ၁၈ရက်နေ့မှာပတ္တနေကုံစနာကံဆောင်ပွဲစပြီးတော့လမ်းလျှောက်ခြေတက်ပွဲလုပ်ခဲ့တာ။တမဖေ။အဲ့ဒီတော့ကချွာရောင်ရေးခင်းမှာတောင်းဆိုခဲ့တဲ့တောင်းဆိုချက်၅ချက်ရှိတယ်လို့သိရပါတယ်ဖေ။ဟုတ်ကဲ့။အဲအဲ့ဒီတောင်းဆိုချက်တရားရောအခုရပြီလားဖေ။အဲအဲ့ချွာရောင်တော်လိုင်းကာလတော့ကတော့ဒီတန်ဃာလူအနေနဲ့တောင်းဆိုခဲ့တဲ့တောင်းဆိုချက်အချက်၅ချက်ပေါ်မှာတော့ဒီနေ့ချိန်ထိအစိုးရအနေနဲ့လက်ရှိဦးသိန်းစင်အစိုးရကိုယ်တိုင်ကဘာတစ်ခုမှ ေးခဲ့တာမရှိသေးဘူးပြောင်းလဲတာမရှိသေးဘူးအဓိကတော့အဲ့မှာပြဆင်အာနာရှင်ပြုတ်ကြရေးတခုပါခဲ့တဲ့အပေါ်မှာတော့ဒီမှာရုပ်ောက်ပွဲကာလတခုနဲ့တိုင်းပြည်မှာဒီနေ့စစ်ဆိုးရတော့မရှိတော့ဘူးသို့တော်လည်းပဲစစ်ဆိုးရတဖြစ်လဲဥသိမ့်စဉ်အဆိုးရလက်ရှိစစ်ကြံအခြေအနေထိကြံရှိနေနေတာပေါ့တင်ပါဗျာတပည့်တို့ဒီဗုဒ္ဓဘာသာမှာတော့ရှိပါတယ်တာသုံးသားညီလို့ရှင်ဒီပြောမှဆိုရင်တိုင်းပြည်လဲတာယာဝါပြောတယ်ပေါ့ ဟိုစစ်သားចောင်းသားဖះသားပေါ့ဒီတားသုံးသားညီညွတ်ရေးအတွက်ကိုရင်းားစီရေးအတွက်ကိုဘုံဘုံတို့ဘလို့တွေလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ထင်ပါတယ်ဗျာอืมအဲ့ဒီဟာတော့ဥစဉ်တို့ဒီတိုင်းပြည်ကကဘာမှာတော့ထူးခြားတဲ့တိုင်းပြည်လေးတစ်ခုပဲဒီမြန်မာနိုင်ငံကဗုဒ္ဓဘာသာထွန်းကားတဲ့တိုင်းပြည်ဖြစ်တဲ့အပေါ်မှာဖះသားတော်ရဲ့နောက်တော့ဒီចောင်းသားရဲ့နောက်စစ်သားရဲ့ဒီသားသုံးသားညီညွတ်လို့ရှင်တိုင်းပြည်ကငြိမ်းချမ်းသာယာဟွာပြောတဲ့တိုင်းပြည်တစ်ပြည်ဖြစ်မှာသို့တော်လည်းပဲဒီနေ့ ဖရားသားတော်နဲ့ចောင်းသားဟာလက်တွဲညီညီနဲ့ဒီနေ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးဆောင်ရွက်နေတော်လဲပဲဒီနေ့ตาတသားဖြစ်တဲ့စစ်သားရာဒီနေ့ချိန်တိလက်တွဲမှုသူကလက်မခံသေးဘူးဖြစ်နေတာပေါ့အဲ့တော့ဒီစစ်သားတွေလက်တွဲအောင်ဒီตาနှစ်သားအနေနဲ့ဒီចမ်းတဲ့စစ်သားတွေလက်တွဲအောင်ဘလို့ဆောင်ရွက်ဖို့လဲဆိုအဓိကတော့ဒီနေ့တိုင်းပြည်မှာအုပ်ချုပ်ညာတွေဥသိမ့်စိန်အစိုးရဖြစ်ဖြစ်ဖြစ်တော်လဲပဲအယသားဆိုပေမဲ့ဘာပဲဖြစ်ဖြစ်ဒီစစ်အစိုးရတစ်ဖြစ်လဲဖြစ်တယ်အဲ့တော့ဒီ အစိုးရကိုယ်တိုင်ကပြုပြင်ပြောင်းလဲခြင်းနဲ့စိတ်တွေတိုင်းပြည်ပုံဖြိုးစေခြင်းနဲ့စိတ်တွေပြည်သူလူထုတကယ်ကောင်းစားခြင်းနဲ့စိတ်တွေတရားဝါပြောခြင်းနဲ့စိတ်တွေမှန်ကန်မှုလိုရဲ့အဓိကတော့ယိုသားဖြောင်းမတ်ဖို့လိုရဲ့အဲအစိုးရအနေနဲ့ယိုသားဖြောင်းမတ်မယ်ဆိုလို့ရှိရင်ဒီနေ့တိုင်းပြည်မှာသားသုံးသားလဲညီညွတ်တယ်လို့နိုင်ငံရေးပဋိပက္ခစီရေးပဋိပက္ခဖြစ်နေတာရယ်လဲငင်းငန်းသွားမယ်အဓိကတော့အစိုးရကိုကိုယ်တိုင်ကယိုသားဖြောင်းမတ်စွာနဲ့ရှေ့ချေလှမ်းမှုလိုရဲ့ပေါ့ ဒီမှာတပည့်တော်နိုင်ငံကဟိုအခက်အဆက်ဆက်မှာဟိုတန်ဃာတော်တွေကဥဆောင်ခံကဏ္ဍမှာရှိပါတယ်နိုင်ငံရေးဖြစ်ဖြစ်ဒီပါလာရေးဖြစ်ဖြစ်မှာဥဆောင်ခံကဏ္ဍမှာရှိခဲ့တယ်ဆရာတော်ဦးဥတ္တမတို့ဟိုဆရာတော်ဦးစာရာတို့ဆိုလို့ရှိရင်လည်းချက်ဒေါ်လန်ရေးကအစပေါ့ဒီလူမျိုးတွေဥဆောင်ကဏ္ဍတွေမှာရှိခဲ့တယ်အခုမျိုးဘာသာသာသနာဆောင်ရှောက်ရေးပေါ့နော်ဒီအမျိုးသားရေးဆန်တဲ့အမျိုးသားရေးဆန်တဲ့ဒီလမ်းကြောင်းပေါ်ကိုရောက်လာတာတန်ဃာတော်တွေဒီဖက်လမ်းကြောင်းကိုရောက်လာတာဘာကြောင့်မို့လို့ထင်ပါလဲဖေဟာ ဒီကတော့အဲ့ဒါကတော့ဒီတိုင်းပြည်မှာအုပ်ချုပ်တဲ့အစိုးရနဲ့တိုက်ရိုက်ပတ်သက်နေတယ်။ဒီကတော့ဒီနေ့တိုင်းပြည်မှာပြည်သူပြည်သူလူထုလိုလားအစိုးရစစ်မှန်တဲ့အစိုးရတို့ဦးစင်းတို့အနေနဲ့မယူဆဘူး။အဲ့မယူဆတဲ့အပေါ်မှာဒီနေ့တိုင်းပြည်မှာဒီဦးသိန်းစိန်အစိုးရလက်ရှိအစိုးရသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ဗတ်တဖန်ကနေတိုင်းပြည်ရဲ့ထူးခြားချက်အားနည်းချက်ကိုသူတို့ကနားလည်တဲ့အပေါ်မှာဘာသာရေးခုတုံးလုပ်ပြီးတဲ့အခါမှာသူတို့ကတိုင်းပြည်အာဏာတည်မြဲဖို့ဆောင်ရွက်နေတယ်။ ပြောချင်တာဒီနေ့မဘာသာပေါ်ပေါက်လာတယ်မဘာသာပေါ်ပေါက်လာခြင်းအကြောင်းတရားရူရူသားသားမှန်မှန်ကန်ကန်နဲ့ပေါ်ပေါက်လာတဲ့အကြောင်းတရားမဟုတ်ဘူးတိုင်းပြည်မှာအုံဆုံးနေတဲ့လူတွေကဆက်လက်ပြီးအာနာတိမြေကြီးအတွက်ပေါ်ပေါက်လာတာဖြစ်တယ်အဓိကပြောချင်တာဒီမဘာသာဒီတိုင်းပြည်မှာအမျိုးဘာသာသာသာဆောင်းချောက်ဖို့အတွက်အမျိုးဆောင်ဥပဒေအဲ့ပေါ်မှာမလိုအပ်ဘူးလားလိုအပ်သလားဆိုတာဒီနေ့အချိန်မှာအငင်းပွားဖို့မလိုအပ်ဘူးအငင်းပွားစရာ မရှိဘူးဒါပေမဲ့သို့တော်လည်းပဲအမျိုးအဆောင်ဥပဒေဒီနေ့အချိန်ကာလမှာတန်ဃာတော်များအနေနဲ့ကြဲကြဲလောင်လောင်နဲ့ဟစ်အွန်နေကိုပြောဆိုနေကိုမလိုအပ်ဘူးဒီနေ့တိုင်းပြည်မှာဒီနေ့စစ်မှန်တဲ့အစိုးရပြည်သူလူထုအစိုးရတကယ်ဟုတ်မဟုတ်မဟုတ်ဘူးဆိုလို့ရှိရင်ပြည်သူလူထုအစိုးရပေါ်ပေါက်အောင်ဆောင်ရွက်ရမယ်ပြည်သူလူထုလိုလားတဲ့အစိုးရပြည်သူလူထုအကျိုးစီးပွားကိုကြီးမားအစိုးရဆိုလို့ရှိရင်ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ဘာသာရေးပဋိပက္ခတွေလူမှုရေးပဋိပက္ခတွေ နိုင်ငံရေးပฏิပက္ခတွေစစ်မှတ်ဖြစ်ပွားနေတာအဲ့ဒါညာကြွယ်ကူရေးပါကိစ္စရအကုန်လုံးငြင်းချမ်းသွားမယ်လို့ဦးရပြောတာဒါဆိုရင်ရှင်ပြားမြင်တာဒီနေ့ဒီမြို့သားရေးဆန်တဲ့ဒီနိုင်ငံရေးကိစ္စတွေလှုပ်ဆောင်နေတဲ့ဆရာတော်တန်ဃာတော်တွေရဲ့နောက်ွယ်မှာဒီနိုင်ငံရေးလက်ွက်တွေရှိရလို့ဆိုလိုတာလားဗျာအမ်ဒီနေ့ဒီအမျိုးပါသာတန်ဃာရေးဆောင်ရွက်နေတဲ့တန်ဃာလူကြားမှာဆရာတော်တန်ဃာတော်တွေကတော့တည်ကြတယ်ဗျသူတို့ကရိုးသားသားပဲ ဒီဘာသာသာသနာအတွက်ဆောင်ရွက်တယ်အဲဆောင်ရွက်နေရနေမှာနောက်ွယ်ရနေမှာမယိုးသားတဲ့လူတွေကနေမှာဒီနောက်ွယ်ရနေပေါ့ဒီလိုမျိုးတွေပေါ့လှုံ့ဆော်မှုတွေဒီဘာသာရေးပฏิပက္ခလိုအပ်ရင်ဘာသာရေးပฏิပက္ခတွေလူမျိုးရေးပฏิပက္ခဖြစ်ပွားအောင်ဒီရှေ့ကလှုံ့ဆော်နေတဲ့တန်ခါတွေကိုအမိပြုတ် ပြီးမှပေါ်ပေါအောင်ဆောင်ရွက်နေတယ်လို့ပြောလို့ရပါတယ်တင်ပါဗျာရှူအားရောင်ရေးခင်းဆိုတာလည်းဒါတန်ခါတော်တွေဥဆောင်ခဲ့တဲ့ရေးခင်းတစ်ခုပါခုလက်ရှိအပြောင်းလဲကာလာအရေးကြီးတဲ့ကာလာမှာရော တန်ဃာတော်တွေရောဘလို့အခန်းကဏ္ဍနေပါဝင်တင်တယ်လို့ဖုန်းထင်ပါတယ်လေဗျာတန်ဃာတော်တွေရောဒီနေ့တိုင်းပြည်မှာဦးသိန်းခွန်းကပြောခဲ့သလိုပဲဦးသိန်းစိန်အစိုးရအယက်သားအစိုးရဖြစ်ပြီမယ်လို့စစ်တပ်တစ်ဖြစ်လဲအစိုးရပဲဖြစ်နေသေးတယ်ပြည်သူလူထုလိုလားတဲ့အစိုးရယနေ့ချိန်ထိမပေါ်ပေါက်သေးဘူးပြည်သူလူထုလိုလားတဲ့အစိုးရပေါ်ပေါက်ဖို့အတွက်ဆိုလို့ရှိရင်စောစောအမျိုးသားနိုင်ငံရေးဆိုတဲ့ဥစ္စာကြီးမျိုးသားပါအမျိုးပါသာတာနာရေးဆိုတဲ့ကိစ္စရင်မှာဥစဉ်နေနေရာကြီးခိတရက်ဆိုင်ပြီးတော့ ပြည်သူလူထုစင်ရနွမ်းပါနေတဲ့ငတ်မွက်နေတဲ့ဥစ္စာတွေလွန်မြောက်ဖို့အတွက်ပရမဆောင်ရွက်တဲ့အဲ့ဒါဆောင်ရွက်ဖို့ဆိုဒီနေ့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့အစိုးရစစ်မှန်တဲ့အစိုးရပေါ်ပေါရေးတာရင်ဒီတိုင်းပြည်မှာရှိတဲ့တန်ဃာတော်ရဲ့ပါဝင်ပြည်သူလူထုအားလုံးကဆောင်ရွက်တဲ့လို့ဦးရမယ်ပါဓမ္မပြနောက်တစ်ခုအနေနဲ့ပြီးအောင်မေးချင်တာကတပြည့်တော်တို့ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာဒီငြိမ်းချမ်းရေးဖြစ်ရှင်ရေးကိစ္စတွေပေါ့အဲ့ဒီမှာ တန်ဃာတော်တွေကလည်းပါဝင်မှုမရှိပါဘူးဒီလိုရဲ့အမျိုးသမီးတွေလည်းပါဝင်မှုမရှိခဲ့ဘူးပေါ့နော်အဲ့ဒီပုံမှာရောတန်ဃာတော်တွေနဲ့ငင်းငင်းကြီးပေါ်ဆောင်တဲ့နေရာမှာဘလို့ခန်းခန်းကနေပါဝင်တင်တယ်လို့ထင်ပါတယ်လေဗျာဒီကတော့ဒီတိုင်းပြည်ငင်းငင်းကြီးမှာတော့သူကအင်မတန်မှတိုင်းပြည်တပြည်မှာသူကအသက်သေးကြွတခုအင်မတန်မှအရေးကြီးတယ်ဒီတန်ဃာတော်တွေပါဝင်ခွင့်ရမယ်ဆိုရင်ကောင်းတဲ့လက္ခဏာပေါ့လေသို့တော်လည်းပဲတန်ဃာတော်တွေမပါတာနဲ့အောင်မြင်မှုရနိုင်မရနိုင်တော့ဆုံးဖြတ်လို့မရဘူးပေါ့ သို့တော်လည်းပဲအဓိကကတော့ဦးဇင်းတို့ကဒီနေ့ဒေါန်ဆန်းစုကြည်ပါဝင်ဒီမိုကရေစီအင်အားစုတွေပါရမယ်တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေပါရမယ်နောက်တော့ဒီအစိုးရအဖွဲ့ကတာဝန်ရှိတဲ့အဆုံးဖြတ်ပေးနိုင်တဲ့ပုံကိုယ်တွေပါရမယ်ဒီပုံကိုယ်တွေကတွေ့ဆုံဆွေးနွေးဆွေးနွေးညှိနှိုင်းပြီးအဖြေရှာလို့ရှင်တော့တိုင်းပြည်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရုံရမယ်အဲ့တော့တခုပြောချင်တာကဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေနဲ့ဒေါန်ဆန်းစုကြည်ပါဝင်ဒီမိုကရေစီအင်အားစုတွေက တစ်ဖက်သက်ယိုးသားနေလို့မရဘူးဒီနေ့စေဆိုးရတဖြစ်လဲဥသိမ့်စဉ်အဆိုးရရလဲပြည်သူလူထုအပေါ်မှာရော တိုင်းသာလက်နက်ကန်ခေါင်းဆောင်တွေအပေါ်မှာရောယိုးသားဖြောင်းမက်စွာနဲ့ဆက်ဆံမှုလို့လဲဒီမှာဗျာနောက်ဆုံးတစ်ခုအနေနဲ့တန်ဃာတော်တွေရဲ့အဓိကတာဝန်ဟာဘာလို့ပြောလို့ရမလဲဖေဟာတန်ဃာတော်ရဲ့အဓိကတာဝန်ကတော့အဓိကတော့တိုင်းပြည်ကဒီနေ့ဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာတာဝန်တည်တံ့ခံမြေးရင်းနဲ့ပြန်ပွားရေးရအဓိက သို့တော်လည်းပဲဒီဘာသာလေးရမှာဗုဒ္ဓဘာသာခံယူထားတဲ့ရဟန်းတော်တွေများဒီနေ့တိုင်းပြည်မှာပြည်သူလူထုကဆင်းရဲငွဲတည်နေမယ်အလုတ်လက်မဲ့တွေဖြစ်နေမယ်စစ်မှတ်တွေဖြစ်ပွားနေမယ်ဆိုလို့ရှိရင်ဦးစင်းတို့ဟာကန်းကျုံးမီကျွန်းကိုင်းမီဦးစင်းတို့ပစ္စည်းလေးပါထောက်ပံ့နေတဲ့တကားတကားမတွေကဒီဟာတွေမလုံနိုင်တော့ဘူးဆိုလို့ရှိရင်ဦးစင်းတို့တာသနာဘာသာတာသနာဆက်လက်တည်တတ်မှုပြန်ပွားဖို့ဆိုတော့ဆောင်ဆောင်ရွက်နိုင်ဘူးအဲ့ဒါကြီးဆောင်ရွက်နိုင်မှုအတွက်ဦးစင်းတို့ကနောက်တစ်ဆင့် ပြည်သူလူထုတာယာဝါပြောရေးနဲ့စစ်မှတ်ဒီဖြစ်ပွားနေတဲ့ဒေသတွေငင်းချမ်းသွားအောင်အရင်ဆောင်ရွက်ရမယ်အဲ့ဒါမှသာလေဦးစင်းတို့ရဲ့အန်တီမာရီမန်းချက်ဘာသာတာနာရေရှည်တည်တံ့ပြောင်းပေါင်းဆောင်ရွက်နိုင်ပါ thank you